比较，比较没轻化怎么样？嗯嗯嗯 biết lúc là sẽ có tiền hay chi vốn này chi lúc đến người nào sẽ có tiền chi cái này sao nó cái này sao còn thì cái này sao ကဲအားလုံးပဲ live မှာရှိကြတယ်ကျွန်တော်ရဲ့ကိုရီမကြီးအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်တို့19ရက်ဆယ်လာပိုင်2025ဘိုတခုနေအတွက်ပေါ့နော်ဘိုတခုနေအတွက်မှာကျွန်တော်တို့1ချင်းလေးနဲ့ကျွန်တော်တို့ပြီးလေးနဲ့တခါတည်းထုတ်ပေးသွားမယ်ပေါ့နော်အဲ့ထဲကမှကျွန်တော်အကြိုက်ဆုံးကျွန်တော်တို့ပတ်တီးလေးကိုလည်းရွေးချယ်ပြီးတော့ပေးခဲ့ပါဦးမယ်လို့နော်ကျွန်တော်ရဲ့အကူဒီမကြီးကိုညကလည်းကျွန်တော်ပတ်တီးလေးတစ်လုံးမပေးခဲ့ရဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အကူဒီမကြီးကို ကျွန်တော်ဒီညမှာလည်းပတ်တီလေးတွေ့အောင်လည်းပြီးခဲ့ပါအောင်ပါပေါ့နော်ပတ်တီပတ်တဲ့အကူတွေမှာလေးပေါ့နော်နေ့တိုင်းပတ်တီပတ်တဲ့အကူတွေမှာလေးတော့လည်းပတ်တီလေးတွေ့အောင်လည်းရွေးချယ်ပြီးတော့ပြီးခဲ့ပါအောင်ပါပေါ့နော်ကဲအားလုံးပဲဝင်လာခဲ့ပေးကြပါအောင်ပါနော်ရှယ်တဲ့အကူတွေမှာလေးရှယ်ထားကြပါအောင်ပေါ့နော် channel ကို subscribe မရသေးတဲ့အကူတွေမှာလေး subscribe လေးလည်းနှိပ်ထားပါပေါ့နော်ရှယ်ထားတဲ့ကိုယ်ဒီမိုက်လေးရှယ်ထားကြပါဦးမြန်နော် ကျွန်တော်ဒီနေ့မှာကတော့လွယ်ချော်မှုရှိခဲ့တယ်ဗောနော်ဒါပေမဲ့နော်နောက်ထပ်3ရက်တောင်ကျန်ပါသေးတယ်ဗောနော်ကျွန်တော်ရဲ့အကူတွေမှာလေကျွန်တော်တနေ့နာနေ့ရလဲကျွန်တော်ရဲ့အကူတွေမှာညရောက်ခဲ့ပြီနော်ဒါပေမဲ့ဒီနေ့တနေ့လွယ်ချော်မှုရှိခဲ့တာကတော့ကျွန်တော်တို့အားမငယ်ပါနဲ့နော်နောက်ထပ်3ရက်ကျန်ပါသေးတယ်ဗောနော်ဘောတခုကြာတာပြီးတောက်ကြ3ရက်ကျန်သေးတယ်ဗောအဲ3ရက်မှာကတော့ကျွန်တော်ရဲ့အကူတွေမှာတို့ကိုကျွန်တော်တို့အကောင်းဆုံးထပ်ပြီးတော့စူးစမ်းပေးသွားမှာပေါ့နော် ခဏန်းနေရလဲအဲ့ရှာလို့ဘူးလို့ကလည်းတိတ်ပြီးတော့မကောင်းဘူးပေါ့နော်ခဏန်းကြည့်ရတာအဆင်မပြေဘူးရနေတော့ဖောင်းပွဲတွေခံထားတော့ကျွန်တော်တင်းနေတာဖောင်းတယ်ကြာတာပြေးဖောင်းတယ်ဆိုတော့အဲ့မှာဖောင်းပွဲတွေခံနေတော့ကျွန်တော်တကွက်ကောင်းနေရရှာရတာတော်တော်ခဲတော်ခဲရင်းနေဖြစ်တယ်ပေါ့နော်ဆရာအချင်းအောင်တယ်တဲ့ဟုတ်ကဲ့ပါဗျာအချင်းတော့အောင်ပါတယ်လို့နော်ငါကညကျွန်တော်ကြာပေးတာပဲ၄၄၂အချင်းပေါ့နော် ကျော်ဟုတ်ကဲ့ပါဗျာနော်၄နှစ်ချိန်တော့တဲ့မနဲ့ပြပါတဲ့ဟုတ်ကဲ့ပါဗျာနော်ပြပေးပါမယ်ဗျာနော်ပြပေးပါမယ်လို့နော် ျွန်တော်ရဲ့အကူဒီမတွေကိုကျွန်တော်လည်းပောက်စီခြင်းနဲ့စေတနာလေးနဲ့ဒါပြပေးတာဖြစ်ပါတယ်ဗောနော်ကြိုက်နှစ်တန်လည်းကျွန်တော်ရဲ့အကူဒီမတွေဒါချင်းချင်းပြီးတော့ထိုးလို့လည်းရတယ်ဗောနော်ကျွန်တော်တို့ပြပေးထားခဲ့တဲ့ဟာလေးတွေကိုဗောနော်ဒါကျွန်တော်တို့ကတော့ရန်တန်မှန်တန်နဲ့ဒါပေးတာမဟုတ်ဘူးဗောနော်ဒီခါလေးကျွန်တော်ရဲ့အကူဒီမတွေကိုလက်တွေ့ကြကြကျွန်တော်တို့ခြားပြပေးတာဖြစ်ပါတယ်ဗောနော်ကြိုက်နှစ်တန်လည်းထိုးလို့ရတယ်ဗော ကျွန်တော်တို့မွေးကနန်းတို့ပတ်တိတို့ပေးတာကြီးကလည်းကျွန်တော်တို့အင်္ဂါမကျော်ပတ်တိတို့အင်္ဂါမကျော်မွေးကနန်းတို့ပေးတာကြီးကလည်းကျွန်တော်တို့ဒါကလည်းရမ်းတမ်းပြီးတော့ပေးတာတွေမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့ကတေချာရှာဖွေပြီးတော့မှကျွန်တော်ရဲ့အကူမတွေကိုခိုင်လုံတော့မှကျွန်တော်တို့ဒါအင်္ဂါမကျော်ပုထူးမကျော်ဆိုတဲ့ဒါကနန်းတွေကိုတခါလေးပေးရပါပေါ့နော်ဒါမဲ့အင်္ဂါမကျော်မွေးကနန်းကတော့ကြာသွားပြီပေါ့နော်ကျွန်တော်တို့ င်္ဂါမကျော်မွေးကနန်းက28ဆိုတဲ့မွေးကနန်းကတော့ကြာခဲ့ပြီပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကြံနေတာကတော့ကျွန်တော်တို့၄ပတ်တီးတလုံးပဲကြံပါတော့တယ်ပေါ့နော်၄ပတ်တီးကြံတာပတ်တီးကတော့ရှိသေးတယ်ပေါ့နော်၄ပတ်တီးရဲ့ကျွန်တော်တို့ကြံတာကအဲ၅ပတ်တီးတလုံးပဲကြံအောင်ပဲပေါ့နော်၄ပတ်တီး၅ပတ်တီးကကျွန်တော်တို့ကြာမှာပေါ့နော်ကြာမှာပါစိတ်မပူပါနဲ့နော် ဲအဲ့တော့ကျွန်တော်ရဲ့အကူဒီမာဒီကိုအချိန်နဲ့တခါတဲ့အကြာကြီးဆိုတော့ပါဘူးပေါ့နော်ကျွန်တော်ဝမ်းကြီးစနစ်ကလေးကိုအရင်စပြီးတော့ပြပေးမယ်ပေါ့နော်အင်္ဂါနေ့ကျွန်တော်တို့ညနေခင်းစီဒါကျွန်တော်တို့60က6ထည့်စီနဲ့ကျွန်တော်တို့ဘုတ်ခုနေ့ကျွန်တော်တို့မနက်ခင်းစီက20ခွန်အခွန်နောက်ပေးနေပေါ့နော်ဒီခွန်နဲ့ဒီ6နဲ့ပေါ့နော်ခွန်6ကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့၃ဖြစ်လို့တဲ့ သုံးရဲ့နက်ခတ်ဒီယာငါတဲ့အဲ့တော့သုံးငါချင်းဒီတဲ့ကျွန်တော်တို့နောက်ွယ်ဘောတခုမှချင်းဖြစ်နေကစားပေးရပါမယ်ကဒီမှာသုံးဘူးဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ1နဲ့ကျွန်တော်တို့ဒီ6နဲ့ဘောเนาะ1 6ကဏ္ဍနှလုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့ခွန်ဖြစ်လို့တဲ့ခွန်ရဲ့နက်ခတ်ဒီယာသုံးညာတဲ့အဲ့တော့ခွန်သုံးညာချင်းဒီတဲ့ကျွန်တော်တို့နောက်ွယ်ဘောတခုမှချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ60ခွန်တို့1ခွန်တို့ဆိုတဲ့ကဏ္ဍဒီထွက်ပေးခဲ့ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာ ဒီခွန်နဲ့ဒီရှစ်နဲ့ဗောနောခွန်ရှစ်ကနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့၅ဖြစ်လို့တဲ့၅ရဲ့နှက်ကတ်ဒီက၃နဲ့အိုက်တော့၅၃ချင်းကလည်းကျွန်တော်တို့နောက် web board ကူးမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့ကျွန်တော်ကဒီမှာ52ဆိုတဲ့ကနန်းထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီခွန်နဲ့ဒီရှင်းနဲ့ဘောနောခွန်ရှစ်ကနန်းနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့၅ဖြစ်လို့တဲ့၅ရဲ့နှက်ခတ်ဒီက၃နဲ့အဲ့တော့၅၃ချင်းကလည်းကျွန်တော်တို့နောက် web board ဘူးမှာအချင်းဖြစ်နဲ့ကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ 65ဆိုတဲ့ကဏန်းထွက်ပေးခဲ့ပါတယ်တဲ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ9နဲ့ဒီ9နဲ့ဘောတော့9 9ကဏန်းနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့၄ဖြစ်လို့တဲ့၄ရဲ့နှက်ခတ်ဒီကနှဲတဲ့အိုက်တော့၄နှစ်ချင်းကလည်းကျွန်တော်တို့နောက် web board ဘူးမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့25ဆိုတဲ့ကဏန်းထွက်ပေးခဲ့ပါတယ်တဲ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ9နဲ့ဒီ3ညနဲ့ဘောတော့9 3ညကဏန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့9ဖြစ်လို့တဲ့9ရဲ့နှက်ခတ်ဒီက3နဲ့အိုက်တော့9 3ချင်းကလည်းကျွန်တော်တို့နောက် web board ဘူးမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့ 30ခွန်ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၄နဲ့ဒီခွန်နဲ့ဘောနော်၄ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့1ဖြစ်လို့တဲ့1ရဲ့နှက်ခတ်ဒီက10တဲ့အဲ့တော့1ရှိချိန်ကလည်းကျွန်တော်တို့နောက်ဝဲဖို့ဘူးမှာချိန်ဖြစ်နေကစားပေးရပါမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ58ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်တဲ့เนาะ ါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၈နဲ့ဒီ၄နဲ့ပေါ့နော်၈၄ကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့နှစ်ဖြစ်လို့တဲ့နှစ်ရဲ့နှစ်ဖက်ဒီက၄တဲ့အဲ့တော့နှစ်၄ချင်းဒီတဲ့ကျွန်တော်တို့နောက်ဘက်ပုံမှာအချင်းဖြစ်တဲ့ကစားပေးရပါမယ်ဆိုတော့94 94ဆိုတဲ့ကဏ္ဍလေးထွက်ပေးခဲ့ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာ D4 နဲ့ D8 နဲ့ပေါ့နော်6ကဏ္ဍနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့နှစ်ဖြစ်လို့တဲ့နှစ်ရဲ့နှစ်ဖက်ဒီက4တဲ့အဲ့တော့နှစ်လေးချင်းကလည်းကျွန်တော်တို့နောက်ဘက်ပုံမှာအချင်းဖြစ်တဲ့ကစားပေးရပါမယ်ဆိုတော့94ဆိုတဲ့ကဏ္ဍထွက်ပေးခဲ့ပါတယ်เนาะ ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၄နဲ့ဒီ၂နဲ့ဗောနော်၄နှစ်ကနားနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့6ဖြစ်လို့တဲ့6ရဲ့နှက်ခတ်ဒီရကိုတဲ့အဲ့တော့6 9ချင်းကလည်းကျွန်တော်တို့မနက်မှာဗုဒ္ဓဘုရားမှာအချင်းဖြစ်တဲ့ကစားပေးရပါအောင်ပဲတဲ့နော်ကဲအားလုံးပဲလိုက်လက်မလေးလေးနှိပ်ထားကြပါအောင်ဗျာနော် ်ရှယ်ထားတဲ့အကူဒီမားတွေလည်းရှယ်ထားကြပါအောင်ပေါ့နော် channel ကို subscribe မြည်ရသေးတဲ့အကူဒီမားတွေကလည်းဒါဆီလည်းနှိပ်ထားပါပေါ့နော်ဒါမှကျွန်တော် live ပဲနဲ့ချိန်တိုင်းအကူဒီမားတွေမြင်တွေ့ရအောင်လို့ပေါ့နော်အဲဒါဆိုရင်လည်းကျွန်တော်တို့နောက်ထပ်တစ်ချက်ကိုထပ်ပြပေးပါဦးမယ်တဲ့နော်နောက်ထပ်တစ်ချက်ကကျွန်တော်တို့ဒီကနေ့ပြန်စပါမယ်တဲ့နော် ကျွန်တော်အင်္ကာနေ့မနက်ခင်းစီက16ကတစ်ထိပ်စီနဲ့ကျွန်တော်တို့အင်္ကာနေ့ညနေခင်းစီက84ရာ8ထိပ်စီရဲ့ကျွန်တော်တို့ဗိုလ်တခုနေ့ညနေခင်းစီကကျွန်တော်တို့52က5ထိပ်စီရဲ့ပေါ့နော်ဒီ6ကဒီ8ကကျွန်တော်တို့ဒီ9ရဲ့ပေါ့နော်6 8 5ကနေ3လုံးပေါင်းချင်းဒီကကျွန်တော်တို့9ဖြစ်လို့တဲ့9ရဲ့နက်ခတ်ဒီက6တဲ့အဲ့တော့9 6ချင်းကလည်းကျွန်တော်တို့နောက်ဘက်ဗိုလ်တခုမှာအချင်းဖြစ်နေကစားပေးရပါမယ်ဆိုတော့65တို့ကျွန်တော်တို့98တို့ဆိုတဲ့ကနေနေထွက်ပေးခဲ့ပါတယ်တဲ့နော် ီ9နဲ့ဒီ9ရယ်ကျွန်တော်တို့ဒီ9ရယ်ပေါ့နော်9 9 9ခဏ3လုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့3ဖြစ်လို့တဲ့3ရဲ့နက္ခတ်တီက9တဲ့အဲ့တော့3 9ချင်းကလည်းကျွန်တော်တို့နောက်ဝဲဘော်တို့မှာအချင်းဖြစ်နဲ့ကစားပေးရပါမယ်ဆိုကျွန်တော်ကဒီမှာ25 13ဆိုတဲ့ခဏန်းလေးထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ D3 ရယ် D3 ညရယ် D1 ရယ်เนาะ 3ည1ခဏ3လုံးပေါင်းချင်းဒီကကျွန်တော်တို့၄ဖြစ်လို့တဲ့၄ရဲ့နက်ခတ်ဒီကနဲ့တဲ့အဲ့တော့၄နှစ်ချင်းကလည်းကျွန်တော်တို့နောက်ွယ်ပုံဘူးမှာချင်းဖြစ်တဲ့ကစားပေးရပါမယ်ဆိုတော့3ည4ဆိုတဲ့ခဏထွက်ပေးခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ6ရဲ့ဒီ9ရဲ့ကျွန်တော်တို့ဒီ3ရဲ့ပေါ့နော်6 9 3ခဏ3လုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့6ဖြစ်လို့တဲ့6ရဲ့နက်ခတ်ဒီက9တဲ့အဲ့တော့6 9ချင်းကလည်းကျွန်တော်တို့နောက်ဘက်ဘုတ်ဘူးမှာချင်းဖြစ်တဲ့ကစားပေးရပါမယ်ဆိုတော့26ဆိုတဲ့ခဏထွက်ပေးခဲ့ပါတယ်နော် ါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ9ရယ်ဒီ4ရယ်ကျွန်တော်တို့ဒီနှစ်ကေပေါ့เนาะ9 4 2ကနေ3လုံးပေါင်းချင်းဒီကလည်းကျွန်တော်တို့တစ်ဖြစ်လို့တစ်ရှိတစ်ရဲ့နက်ခတ်ကရှေ့တဲ့အဲ့တော့တစ်ရှိအချင်းကလည်းကျွန်တော်တို့နောက်ွယ်ဘုံဘူးမှာတစ်ရှိအချင်းမကြတော့ဘူးလေကံလေကံကြ အာဒီဟာကတော့ကျွန်တော်တို့ sorry ဗျာကျွန်တော်တို့မျက်လုံးမှောက်သွားလို့เนาะဒီနားမှာကျွန်တော်တို့တကယ်မှားသွားတယ်ပေါ့เนาะအဲအဲ့တော့ထားလိုက်ပါတယ်ကျွန်တော်တို့90 60ခုအချိန်ပေါ့เนาะငန်းနေရလဲရှားလို့မကောင်းဘူးဗျာเนาะကျွန်တော်တို့ဖောင်းခွဲလေးခံထားတော့တကွယ်ကောင်းကတော့မရတော့ဘူးပေါ့เนาะအဲ့တော့ကျွန်တော်တို့အဲ့ထဲမှာအကြိုက်ဆုံးတကွယ်ကောင်းကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ပေးခဲ့ကဲ69အချိန်ကိုတဲ့ကျွန်တော်တို့ကီးလေးနဲ့ပြန်ကတ်ပေးပါမယ်ပေါ့เนาะ အဲ့တော့ကျွန်တော်တို့ကဒီခွန်နဲ့ဒီလေးနဲ့ပေါ့နော်ခွန်လေးကနားနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့တစ်ဖြစ်လို့တဲ့တစ်ရဲ့နက်ခတ်ဒီရရှိတဲ့အဲ့တော့တစ်ရှိချင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွဲပြီးတော့ပြီးပေးရပါမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ကဒီမှာဒီခွန်နဲ့ဒီသုံးနဲ့ပေါ့နော်ကျွန်တော်တို့အင်္ဂါနေ့ကျွန်တော်တို့ညနေခင်းစီက88ကခွန်ထည်ကြီးနဲ့ကျွန်တော်တို့ဘိုလ်တခုနေ့ကျွန်တော်တို့ညနေခင်းစီက30ခွန်က3ထည်ကြီးနဲ့ပေါ့နော် ီခွန်နဲ့ဒီ3နဲ့ဗောနော်ခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့3ညဖြစ်လို့တဲ့3ညရဲ့ပါဝါဒီက9 3ညရဲ့နက္ခတ်ဒီက9နဲ့အဲ့တော့တိရှိချင်းကိုကျွန်တော်တို့က3ည9ခွန်နဲ့ပြပြရပါမယ်ဆိုတော့တက်ဆယ်တင်9တက်ခွန်68 58ခွန်ဆိုတော့ကျွန်တော်တို့ဒီမှာနောက်ဘက်ဘုတ်ဘူးမှာကျွန်တော်တို့ဒီမှာမတခင်းသေးမှာပဲ58ဆိုရဲကနာထွက်ပြီးခဲ့ပါတယ်တဲ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာ D8 နဲ့ D4 နဲ့ပေါ့နော်8 4ကနာနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့နှစ်ဖြစ်လို့တဲ့ နှစ်ရဲ့နှက်ခတ်တရား၄တဲ့အဲ့တော့နှစ်လေးချင်းကိုလည်းကျွန်တော်တို့ကဘာနဲ့တွဲပြီးပေးရပါမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီ၄နဲ့ဒီနှစ်နဲ့ပေါ့နော်၄နှစ်ကနန်းနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့6ဖြစ်လို့တဲ့6ရဲ့ပါဝါတရား၁6ရဲ့နှက်ခတ်တရား၉တဲ့အဲ့တော့နှစ်လေးချင်းကိုကျွန်တော်တို့က6တက်9နဲ့ပြီးပေးရပါမယ်ဆိုတော့2 6 2 1 2 9 4 6 4 1 4 9ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်ဘွဲကျွန်တော်တို့ဗိုလ်ထူးနေမှာပဲကျွန်တော်တို့94 94ဆိုတဲ့ကနန်းထွက်ပေးခဲ့ပါတယ်တဲ့နော် အဲဆိုရင်ကျွန်တော်တို့ကဒီမှာဒီ၄နဲ့ကျွန်တော်တို့ဒီ၈နဲ့ပေါ့နော်၄၈ကနနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့2ဖြစ်လို့တဲ့2ရဲ့နှက်ခတ်ဒီက၄တဲ့အဲ့တော့2 4ချင်း9တဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပြရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာဒီ၈နဲ့ဒီ9နဲ့ပေါ့နော်၈9ကနနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ခွန်ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နှက်ခတ်ဒီက3ညာတဲ့အဲ့တော့2 4ချင်းကိုကျွန်တော်တို့ကခွန်2 3ညာနဲ့ပြီးပြရပါမလဲဆိုတော့ကျွန်တော်က2ခွန်2ဘူး20 6942040ဆိုတော့ကျွန်တော်တို့ဒီမှာပါထွက်လဲနောက်ွယ်ဗိုလ်ထူးမနက်ခင်းစီးမှာပဲကျွန်တော်တို့84ဆိုတဲ့ခဏထွက်ပေးခဲ့ပါတယ်เนาะအဲဆိုရင်ကျွန်တော်တို့ကဒီမှာ D6 နဲ့ D2 နဲ့ပေါ့နော်6နှစ်ခဏနှလုံးပေါင်းခြင်းဒီကလည်းကျွန်တော်တို့6ဖြစ်လို့တဲ့6ရဲ့နှက်ခတ်ဒီက9တဲ့အဲ့တော့69ချင်းကိုတဲ့ကျွန်တော်တို့ကဘာနဲ့တွက်ပြီးပြရပါမလဲဆိုလို့ရှိရင်တဲ့ကျွန်တော်ကဒီမှာ D2 နဲ့ D9 နဲ့ပေါ့နော်2 5ခဏနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ခွန်ဖြစ်လို့တဲ့ခွန်ရဲ့ပါဝါဒီက2ခွန်ရဲ့နှက်ခတ်ဒီက3ညာတဲ့အဲ့တော့ 6 9အချင်းကိုကျွန်တော်တို့က9 2 3ညနဲ့တွက်ပြီးပေးရပါမယ်ဆိုတော့ကျွန်တော်တို့69 60 90 90 90ပါတယ်เนาะအိုက်ကနေ6ကွက်ပဲရှိမှာပေါ့เนาะအိုက်ကနေ6ကွက်ပဲရှိပါမယ်လို့เนาะကိုကြောက်မကြောက်ပဲကြောက် ကဏ္ဍခွဲကတော့မများပါဘူးလို့နော်ဂျူလီ6ခွက်တော့ထိုးရမှာပေါ့နော်ကဲအဲ့ဒီအချိန်မှာကျွန်တော်တို့အဲဆုံးဒီခွက်ကောင်းအောင်လေးကျွန်တော်ပေးခဲ့ပါအောင်မယ်ပေါ့နော်ဒီခွက်ကောင်းကမိတော့လေကျွန်တော်ရဲ့ကိုယ်လေးမာပြီးပို့ပြီးတော့မြတ်တာပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့6 9ချင်းကို9 3ညနဲ့ကတ်ပေးရပါမယ်လို့နော် ကဲအဲ့တော့ကျွန်တော်တို့တခါတည်းခဏကိုတခါတည်းချပြီးတော့ရေးပေးပါမယ်လို့နော် guru menanya Cikgu Cik model and older one is way better. Uh, sorry to understand that. Uh, the older one is way better. I'll make a quote. Uh, if you take that, you ကဲအားလုံးပဲကျွန်တော်ရဲ့ကိုဒီမာကြီးစကွန်ရှော့ရိုက်တော်ရပါပြီเนาะကဲအားလုံးပဲဆေးချမ်းသာရင်ကိုကြီးကြားမှာခြင်းနဲ့ပြည့်စုံကြပါစေလို့เนาะကျွန်တော်ရဲ့ live show လေးကိုဒီနေရာမှာနေမဲ့ရန်နာခွင့်ပြုပါကြပါเนาะ